ားပါခင်ဗျ။ MPA သတင်းဌာနကဒီကနေ့မေလ12ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရန်နံကတင်ဆက်ပေးပါမယ်။တင်ဆက်ပေးမယ့်သတင်းတွေကတော့အိုထင်းကွင်းရွာစာတင်ကျောင်းကိုစစ်တပ်ကဘုံကျဲခဲလို့ចောင်းသားចောင်းသူအများပြတည်ဆုံးခဲ့တဲ့သတင်း။ပြည်သူ့အကူအညီနဲ့စွန်းမိုးနေမြေများပြလာတဲ့အမြဘဏ္ဍာငွေရရှိမှု ပုံများလာတယ်လို့ NUG ပြောတဲ့သတင်း။စေအောင်စုရဲ့အကြံဖတ်စစ်စင်ရေးတွေကိုအပေးကူညီခဲ့ဂုံတရေပြက်အာဆီယံတထဲကြီးရဲ့စင်းကို JFN ထုတ်ပြန်ခဲ့တဲ့သတင်းလေမကျေးရွာကိုဝင်ရောက်စီးနင်းခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းကဒေသခံစစ်တအုပ်ကိုတပ်ဖြတ်ပြီး20ဝန်းကျင်ကိုဖမ်းဆီးသွားတဲ့သတင်း PDF စစ်ရှိလာကြီးမှာပဲမင်းလာဟန်ယူလန်းဆောင်တက်စကန်ကစစ်အုပ်စုဝင်တွေထွက်ပြေးသွားတဲ့သတင်းယူကရိန်းနဲ့ဒိုက်ရိုက်ဆွေးနွေးဖို့ရုရှားသမ္မတသဘောတူလိုက်တဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့အိုထင်းကွင်းရာစာတင်ကျောင်းကိုစစ်တပ်ကဘုံကျဲခဲ့လို့ ကျောင်းသားကျောင်းသူအများပြားထိခိုက်သေဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဒီပင်းရဲမြို့နယ်ထဲကစာသင်ကျောင်းတစ်ကျောင်းကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့လို့ကျောင်းတက်နေတဲ့ကျောင်းသားကျောင်းသူနဲ့ဆရာဆရာမ15ဦးထက်မနည်းသေဆုံးသွားခဲ့လို့သိရပါတယ်။ဒီပင်းရဲမြို့နယ်အိုထင်းငင်းကျေးရွာကစာသင်ကျောင်းကိုမေလ12ရက်မနက်9နာရီခွဲစာသင်ကျောင်းဖွင့်တဲ့အချိန်မှာစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ဘုံနှလုံးကျေးချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ စာတင်ကြောင်းလေကြောင်းတက်ခိုင်းမှုခံရပြီး6နိုင်ဝင်းကျင်ကြတဲ့အထိတည်ဆုံးခဲ့တဲ့ចောင်းသားចောင်းသူနဲ့ဆရာဆရာမ15ဦးထက်မနည်းရှိပြီးတည်ဆုံးသူအများစုကတော့ចောင်းသားចောင်းသူတွေဖြစ်တယ်လို့ဒေသခံတွေကအတိပြုပြောပါတယ်လေကြောင်းတက်ခိုင်းခံရမှုကြောင့်အဲ့ဒီចောင်းမှာပညာသင်ကြားနေကြတဲ့အသက်9နှစ်အရွယ်ကနေ15နှစ်အရွယ်အထိရှိတဲ့ចောင်းသားចောင်းသူတွေအများဆုံးတည်ဆုံးခဲ့ရတာဖြစ်ပြီးတည်ဆုံးသူအရေးအတွက်ဟာလဲထပ်တိုးလာနိုင်တဲ့အခြေအနေရှိတယ်လို့ဆိုပါတယ် ပြီးခဲ့တဲ့2022ခုနှစ်ကလည်းဒီပင်းမြို့နယ်ထဲကလက်ရကုံကျေးရွာစာတင်ကျောင်းကိုစစ်ကောင်စီတပ်ကလေချောင်းတပ်ခန်းမုံပြုတ်လုခဲ့လို့ကလင်းငယ်တွေနဲ့ဆရာဆံမအများပြားထိခိုက်တည်ဆုံးခဲ့ရပါတဲ့စစ်ကောင်စီကဧပြီလ3ပိုင်းကတည်းကမေလကုံအထိအပြည့်ရက်မယ်လို့အချိန်ချင်းကြေညာခဲ့ပေမဲ့မြန်မာနိုင်ငံတဝန်းလေချောင်းတပ်ခန်းမုံနဲ့လက်နက်ကြီးပစ်ခန်းမုံတွေကိုတော့ဇက်တိုက်ပြုတ်လုနေတာဖြစ်ပါတယ်ဒုတိယသတင်းတပုတ်အနေနဲ့ပြည်သူအကူအညီနဲ့စုံမုံနေမြများလာတဲ့အမြတ် ဘန်နာငွေရရှိမှုပုံများလာတယ်လို့ NUG ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူလူထုအကူအညီနဲ့စုံမုံနေမြေများပြလာတဲ့အကြောင်းအခုနှစ်မှာဘန်နာငွေရရှိမှုပုံပုံမြင့်တက်လာတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံကသိရပါဗါတယ်။တော်လင်းအင်အားစုရဲ့ဖက်ကစုံမုံထိန်းချုပ်နေမြေပုံမရရှိလာတဲ့အလျောက်မြေပြင်စုံမုံထိန်းချုပ်နေမြေတွေကရရှိတဲ့အခွန်ဘန်နာတွေနဲ့စီမံကိန်းဘန်နာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကစီစဉ်ဆောင်ရွက်နေတဲ့ဘန်နာငွေရရှိရေးအစီအစဉ်တွေကြောင့် အရင်နှစ်တွေကထက်အခွန်ပန္နာရရှိမှုပုံမမြင့်တက်လာတာဖြစ်တယ်လို့ဥနေဘုံလက်ကပြောပါတယ်။ရရှိခဲ့တဲ့အခွန်ဗန္ဒာငွေတွေကိုလည်းတော်လင်းအောင်မြင်စေဖို့အတွက်အထူးရည်ရပြီးစနစ်တကျသုံးစွဲနေတယ်လို့လည်းဆိုပါတယ်။ဗန္ဒာရန်ပုံငွေရဲ့60လေးရာခိုင်နှုန်းကိုစစ်ရေးကဏ္ဍမှာသုံးစွဲခဲ့ပြီးတော်လင်းကာလဖြစ်တဲ့အလျောက်လက်နက်ခင်းရမီကြောင်ရရှိရဲ့ဗန္ဒာရန်ပုံငွေရရှိရတွေမှာလိုအပ်ချက်နဲ့စိန်ခေါ်မှုတွေများစွာရှိနေပေမဲ့ပြည်သူလူထုရဲ့ပူပေါင်းပါဝင်ထောက်ပံ့မှု မဟာမိတ်တော်လင်းအဖွဲ့အစည်းရဲ့ဝင်းရံကူညီမှုနဲ့အတူဖြစ်ရှင်းနေရလို့ NUG အစီရင်ခံစာမှာဖော်ပြထားပါတယ်။နူတော်လင်းဟာတစုတစ်ဖွဲ့နဲ့လှုပ်ယုံနဲ့ပြီးသွားမဲ့တော်လင်းမျိုးမဟုတ်တဲ့အတွက်စုစည်းညီညွတ်မှုအားတွေဟာအမတန်အရေးကြီးရလို့ပြောပါတယ်။တတိယသတင်းတစ်ပုဒ်အနေနဲ့ဆေးဥစုရဲ့အကြံဖက်စစ်စင်ရေးတွေကို အပိတ်ကူညီခဲ့တဲ့ဂွန်တရေပြတ်အာဆီယံတထည့်ကြီးတွေဆင်းကို GFN ထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာဆေးဥစုရဲ့အကြံဖက်စစ်စင်ရေးတွေကိုအပိတ်ကူညီခဲ့တဲ့ ဂုံတီပြတ်အာဆီယံတထေးကြီးရဲ့အစင်းကို Justice for Myanmar ကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။အာဆီယံဟာသူတို့ရဲ့ဘုံသဘောထား၅ရပ်ကနေတဆင့်မြန်မာနိုင်ငံအတွင်းငြိမ်းချမ်းရေးကိုပံ့ပိုးကူညီနေတယ်လို့ဆိုထားပေမဲ့အဖွဲ့ဝင်နိုင်ငံတွေကဆေးဥစုရဲ့အကြမ်းဖက်မှုတွေကိုဟန်တာထိန်းချုပ်ဖို့ပြက်ကွက်ခဲ့ုံတင်မကပဲသူတို့ရဲ့အနာပိုင်မုံအောက်ကကုမ္ပဏီတွေကိုမြန်မာဆေးဥစုထံငွေကြေးစည်းဆိုင်မှုနဲ့လက်နက်တပ်ဆင်ပေးမှုကိုဆက်လက်ခွင့်ပြုခဲ့တယ်လို့ JFN ကဆိုပါတယ်။အဲ့လိုလုပ်ရတဲ့ဟာအာဆီယံနိုင်ငံအစိုးရရဲ့ သူရဲ့တထဲကြီးတွေကဆေအိုစုရဲ့နိုင်ငံတကာရာဇဝတ်မှုန့်တွေမှာကြံရပါဖြစ်နေရကိုပြသနေရဖြစ်တယ်လို့ဆက်ပြောပါတယ်။မလေးရှား၊ထိုင်း၊ဗီယက်နမ်၊စင်ကာပူနိုင်ငံတွေကတထဲကြီးတွေဟာဗန်နံွယ်ပတ်မိုးတာစစ်အုံဆောင်ရောင်းချရတဲ့ဗန်နယုတ်ဝန်ဆောင်မှုတွေပေးနေရင်ဆေအိုစုရဲ့ရက်ဆက်ကြံကြုံမှုတွေကလည်းအကျိုးမြတ်ရရှိနေသူတွေဖြစ်တယ်လို့ GFN ကပြောပါတယ်။အာဆီယံအနေနဲ့ဆေအိုစုကိုထိတွေ့ဆက်ဆံမှုနဲ့ထောက်ပံ့မှုအလုံးရက်ဆိုင်မှုဆေအိုစုထံဗန်နံွယ်စစ်လက်နက်စစ်အုံဆောင်ပစ္စည်း နိပညာနဲ့လေရင်စီစီးဝင်မှုတွေကိုပိတ်ဆို့ဖို့အတွက်သူတို့ရဲ့အဖွဲ့ဝင်နိုင်ငံတွေကိုတွန်းအားပေးဖို့ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လေမတ်ကျေးရွာကိုဝင်ရောက်စီးနင်းခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းကဒေသခံစစ်တအုပ်ကိုတပ်ဖြတ်ပြီး20ဝန်းကျင်ကိုဖမ်းဆီးသွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကန့်ကွက်မျိုးနဲ့လေမတ်ကျေးရွာကိုဝင်ရောက်စီးနင်းခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းကဒေသခံစစ်တအုပ်ကိုတပ်ဖြတ်ပြီးအယောက်20ဝန်းကျင်ကိုဖမ်းဆီးသွားခဲ့ပါတယ်။မကွေးတိုင်းကန့်ကွက်မျိုးနဲ့လေမတ်ကျေးရွာကို မေလ12ရက်မနက်2နာရီခွဲအချိန်မှာခလာရ90ကစစ်ကောင်စီတပ်ဟာစစ်ကြောင်းထိုးဝင်ရောက်ပြီးရနောက်ဒေသခံတော်လှန်ရေးတပ်ဖွဲ့ရဲ့နဲ့ဒေသခံစစ်တအုပ်ကိုတပ်ဖြတ်ခဲ့တယ်လို့လူအယောက်20ခန့်ကိုလည်းဖမ်းဆီးသွားခဲ့တာပါစစ်ကောင်စီကဖမ်းဆီးခဲ့သူတွေဟာလေမကျေော်ကရက်ကျေပကဖနဲ့ပါအဖအဖွဲ့ဝင်တွေဖြစ်တယ်လို့မြေပြင်တော်လှန်ရေးရေးဘော်တအုပ်ကဆိုပါတယ်စစ်ကောင်စီစစ်ကြောင်းကကျေော်တွေကိုရုတ်တရက်ဝင်ရောက်လာတဲ့အတွက်ပြန်လည်ခုခံဖို့အချိန်မရပဲအဖမ်းခံလိုက်ရတာဖြစ်တယ်လို့ဒေသခံတအုပ်ကပြောပါတယ် စစ်ကောင်စီကတပ်ဖြတ်ခဲ့တဲ့စစ်တအုပ်ဟာဘယ်သူဘဝဖြစ်တယ်ဆိုတာကို MPA ကဆက်လက်စုံစမ်းနေဆဲပါဆက်လက်ပြီး PDF စစ်ရှိလာခြင်းမှာပဲမင်းလှဟန်ယူလန်းဆောင်တက်စခန်ကစေုပ်စုဝင်တွေထွက်ပြေးသွားတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်ပကူတိုင်းမင်းလှမြို့နယ်ထဲကဟန်ယူလန်းဆောင်တက်စခန်ကို PDF တွေကတိုက်ခိုက်ဖို့စစ်ရှိလာခြင်းအဲ့ဒီစခန်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကထွက်ပြေးသွားကြတယ်လို့သိရပါတယ်မင်းလှမြို့နယ်ဟန်ယူလန်းဆောင်မှာ2023ခုနှစ် အောင်တိုဘာလကလေးကအထိုင်ချတာတဲ့စစ်ကောင်စီတက်ကန်ကိုမေလ7ရက်နေ့လယ်ပိုင်းမှာ PDF တက်တွေကတိုက်ခိုက်ဖို့စစ်ရှီလိုက်ခြင်းအဲ့ဒီစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစခန်းဆွန့်ခွာထွက်ပြေးသွားကြတာဖြစ်တယ်လို့သိရပါတယ်။ခါလယာတက်ကနဲ့အင်အား100ကျော်ရှိတဲ့စစ်ကြောင်းဟာပြည်သူပိုင်ကား9စီးကိုဆော်ဆွေးပြီးဟန်ယူလန်းဆောင်တက်ကန်ကိုထွက်လာတယ်လို့သတင်းရရှိတဲ့အတွက် PDF တွေကတိုက်ခိုက်ဖို့သွားတဲ့အချိန်စစ်အုပ်စုဝင်တွေမရှိတော့တဲ့အတွက်စခန်းမှာပြန်လည်နေထိုင်တာမျိုးမလုပ်နိုင်အောင် မီရှိုးဖျက်ဆီးခဲ့လို့သိရပါတယ်။အင်အားတရာကျော်ပါစစ်ကြောင်နဲ့ဟန်ယူစခန်းကစစ်ကောင်စီတပ်သားတွေဟာစင်ကန်းလန်းအခြေဆိုင်ခလာယာတက်ကိုပြန်လည်ဆုတ်ခွာသွားပြီးဒီကနေ့မွန်လယ်ပိုင်းအထိလှုပ်ရှားမှုမရှိသေးဘူးလို့သိရပါတယ်။ဟန်ယူလန်းဆောင်တက်ခန်းကိုတာယာဝရီခရင်တက်ရင်383ရာနှစ်တက်ခွန်9က၃ချိန်ထမ်းမနေတိုက်ခိုက်ခဲ့ပြီးစစ်သားတွေထိခိုက်တိုက်ဆုံမှုတွေရှိခဲ့လို့သိရပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးဖို့ ရုရှားသမ္မတသဘောတူလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယူကရိန်းသမ္မတဇလန်စကီကရုရှားသမ္မတပူတင်နဲ့တူရကီနိုင်ငံမှာလူကိုယ်တိုင်တွေ့ဆုံကြဖို့ဆန္ဒရှိရလို့မေလ7ရက်မှာပြောလိုက်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကငြိမ်းချမ်းရေးရယူဖို့ဖြစ်မဖြစ်သိရှိနိုင်ဖို့ဓာတ်ရိုက်ဆွေးနွေးမှုတွေလိုတယ်လို့ပြောပြီးတဲ့နောက်မှာအခုကံလန်ချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။နောက်ဆုံးရရှိထားတဲ့သတင်းတွေအရရုရှားသမ္မတပူတင်ကလည်းအဲ့လိုတွေ့ဆုံဖို့သဘောတူထားတယ်လို့သိရပါတယ်။ ယူကရိန်းနဲ့မဟာမိတ်နိုင်ငံတွေကမေလ10ရက်မှာအဆိုပြုထားတဲ့ရက်30ပြစ်ခတ်ရက်စရဲကိုရုရှားကငင်းဆန်ရင်ဇလန်စကီကဆွေးနွေးပွဲနဲ့ပတ်သက်လို့ဘာဆက်လုပ်မယ်ဆိုတာပြောကြားထားတာမျိုးမရှိသေးပါဘူး2022ခုနှစ်မတ်လကအစ်စတန်ဘူမှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲကိုပြန်လည်စတင်ဖို့ပူတင်က မေလ17ရက်မနက်ပိုင်းမှာပြောခဲ့ပေမဲ့ရက်30ပြစ်ခတ်ရက်စရဲယူကရိန်းနဲ့မဟာမိတ်တွေရဲ့အဆိုပြုချက်ကိုသူကတုံ့ပြန်ခြင်းမရှိသေးပါဘူး အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့ True Social Media Platform မှာရုရှားသမ္မတပူတင်ဟာယူကရိန်းနဲ့အပြစ်ခတ်ရက်စဲရဲ့သဘောတူညီချက်ကိုမလိုလားပါဘူး။ဒါပေမဲ့တူရကီမှာတွစ်ဆုံပြီးသွေးရှောင်စီးမုံကိုအဆုံးသတ်နိုင်ဖို့ဆွေးနွေးညှိနှိုင်းစီကျင်တယ်လို့ရေးသားခဲ့ပါတယ်။ယူကရိန်းနဲ့သူ့ရဲ့အနောက်မဟာမိတ်တွေက၃နှစ်ကြာစစ်ပွဲမှာတန်တမာရေးရဖြစ်ချင်းချက်ကိုအချိန်မြင့်တင်ဖို့အတွက်တိုက်ပွဲကိုရပ်တန့်နိုင်အောင်ချွင်းချဲမရှိအပြစ်ခတ်ရက်စဲရဲ့ဟာတခုတည်းသောနေလန်းဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ပြင်သစ်ဗြိတိန် ဂျာမနီနဲ့ပိုလန်ခေါင်းဆောင်တွေကမေလ10ရက်နေ့မှာယူကရိန်းမြို့တော်ကိုတွားရောက်ခဲ့ပြီးထရန့်ရဲ့ထောက်ခံမှုနဲ့အတူရုရှားကိုဒီနေ့မတ်လ10ရက်ကစပြီးယူကရိန်းမှာရှင်ကြံမရှိအပြစ်ခတ်ရက်စရဲကိုကတိပြုဖို့ဖိအားပေးခဲ့ကြပါတယ်။ MPA ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြီးရှုနာဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။